မင်္ဂလာပါဒီနေ့အမေစုရဲ့အသက်80ပြည့်မွေးနေ့မှာအမေစုဘာသာပြန်ရုပ်ဆုပ်ပြခဲ့တဲ့ကြပြလေးကို အမတရပြန်လဲရုပ်ဆုပ်ပြချင်ပါတယ်ကြပြလေးရဲ့ခေါင်းစဉ်ကတော့ F အကယ်၍အကယ်၍မင်းအတိုင်းဝိုင်းကတုံ့နှုတ်ခြောက်ခြားပြီးဒါရီဟာမင်းကြောင့်လို့ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါမင်းဟာခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်အကယ်၍အားလုံးကမင်းကိုမယုံသင်တာဖြစ်လာတဲ့အခါသူတို့ကိုနားလဲစွာခွင့်လွှတ်ရင်းနဲ့မင်းကိုမင်းယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်အကယ်၍စောင့်နေတဲ့အချိန်ကိုစောင့်နိုင်ပြီးအဲ့ဒီအတွက်လဲမမောမပန်းနေနိုင်မယ်ဆိုရင်ဒါမှမဟုတ်မင်းရဲ့အကြောင်းမဟုတ်မတရားမူသားစကားကြားရတဲ့အခါမင်းကလည်း အလိညာတွေနဲ့မတုံ့ပြန်ဘူးဆိုရင်ဒါမှမဟုတ်မင်းကိုလူတကာဝိုင်းဝန်းမုံနှီးကြတဲ့အခါမင်းကလည်းအမုန်းနေမပြန်ပွားဘူးဆိုရင်အကယ်၍စိတ်ကူးရင်အိမ်မက်တွေဟာမင်းအပေါ်မှာမလွမ်းမိုးစေပဲစိတ်ကူးနိုင်မယ်ဆိုရင်ပြီးတော့အတွေးအခေါ်စိတ်ကူးတွေဟာမျော်မှန်းချက်တသက်မဖြစ်စေပဲတွေးခေါ်နိုင်မယ်ဆိုရင် အကယ်၍အောင်မြင်မှုဒုက္ခနဲ့ဆုံးရှုံးမှုဒုက္ခတွေကိုကြုံတွေ့ရတဲ့အခါတူညီသော လောကန်တရားတွေပါရဲ့လားလို့ခံယူထားနိုင်ခဲ့မယ်ဆိုရင်အကယ်၍မင်းရဲ့အမှန်စကားကို လူလိန်လူညစ်တွေကလှည့်စားပြောင်းလဲပြီးမူသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါမင်းဟာတည်ငြိမ်စွာကြားနာနိုင်မယ်ဆိုရင်အကယ်၍မင်းဘဝတစ်ခုလုံးပေးပြီးအရေးတကြီးကြီးနဲ့ ဖြည့်ဆည်းခဲ့တဲ့အရာကိုဖျက်ဆီးခံလိုက်ရပြီးနောက်မှာအမတန်သေးငယ်တဲ့တစားပလာအရာရာနဲ့ပြန်လဲတည်ဆောက်နိုင်မယ်ဆိုရင်အကယ်၍မင်းနိုင်ခဲ့သမျှအလုံးဟာကြွေတလက်ကြက်တခုံပေါ်မှာတလက်တခါတည်းနဲ့ရှုံသွားခဲ့ရင်ပြီးတော့အစကပြန်ဆနိုင်မယ်ဆိုရင်ပြီးတော့တခါဆိုးလှတဲ့ကံကြမ္မာရေလို့ဘယ်သောအခါမှညှင်းညူမနေဘူးဆိုရင် အကယ်၍သူများရကားတွေလုတ်ပြသွားပြီးကြလို့အချိန်အတော်ကြာမှမင်းအလှည့်ရောက်လာတဲ့အခါမင်းတယောက်တည်းအားနဲ့မှန်နဲ့ဇွဲသက်တိရှိရှိစ조사နိုင်မယ်ဆိုရင်အဲ့ဒီလိုပဲမင်းမှာစိတ်အင်အားကလွဲလို့ဘာဆိုဘာမှမရှိတော့တဲ့အခါအဲ့ဒီစိတ်အင်အားကိုခိုင်မာစွာနဲ့ပဲလက်ဆုပ်လက်ကင်ထားနိုင်မယ်ဆိုရင်အကယ်၍လူတွေနဲ့ထိတွေ့ဆက်ဆံပြောဆိုတဲ့အခါ ကိုချင်းသိခါကိုစောင့်ထိန်နိုင်မယ်ဆိုရင်ဒါမှမဟုတ်မိအေဂရစ်နဲ့အတူလမ်းလျှောက်နေကြရပေမဲ့မာမာနသွေးမကြွဘူးဆိုရင်အကယ်၍ရန်သူကဖြစ်စေမိတ်ဆွေကဖြစ်စေမင်းကိုသိပြီးနာကြီးအောင်မလုံနိုင်ရင်အကယ်၍လူတိုင်းကိုတံပိုးထားလေးစားရပေမဲ့ဆွဲလန်းမှုတန်ရောစဉ်တွေထားမနေဘူးဆိုရင်အကယ်၍ တူတောင်းလှတဲ့မပြစ်ပယ်နိုင်တဲ့တမိနှစ်အတွင်းမှာ အတိတ်ပဲရှိလာတဲ့စက္ကန့်60အဖြစ်အသုံးချနိုင်မယ်ဆိုရင်ငါသားရေမင်းဟာအရာရာရှိတဲ့အရာရာဖြစ်တဲ့ကဘာကြီးကိုဆုတ်ကင်လို့အရာရာဘာမစိုးစွမ်းနိုင်ပြီပေါ့ဒီတော့မင်းဟာလဲယောက်ျားကောင်းတစ်ယောက်ပဲပေါ့အမေစုကိုလေးစားချစ်ခင်ကြီးညိုသောအဖြစ်ဒီကဗျာလေးကိုအမှတ်တရပြန်လဲရွတ်ဆိုလိုက်ပါတယ် အမေစုကျမ်းမာပါစေအသက်ရှိပါစေမတရားဖန်ဆီးချုံနာမှုမှအမြန်ဆုံးလွတ်မြောက်ပါစေ